လူရဲ့စိတ်ထဲမှာလိုချင်တတ်မဲ့မှု လောဘဆိုတာတရားတဲ့လောဘဆိုတာမရှိဘူးလောဘမှန်ရင်မတရားတဲ့လောဘကြီးပဲကောနော်။ဘာကြောင့်မတရားဘူးလို့ပြောတာတွေ့တာမှုတွေလိုချင်မှုတွေသိမ့်ပိုက်မှုတွေဟာဒါလောဘတွေပဲ။ဒီကနေ့ခေတ်သေချာစဉ်းစားကြည့်လိုက်အနောက်တိုင်းနိုင်ငံတွေမှာ ဘာကြောင့်လက်နဲ့ကြီးတွေတခါကနဲ့စစ်ပြင်းနေကြလဲသိလားအမေရိကန်ကအီရတ်ကိုဘာကြောင့်ဝင်တိုက်တယ်လဲနော်ရခိုင်တို့ကနိုင်ငံတွေကိုဝင်ရောက်ပြီးတော့တိုက်တယ်ဘာကြောင့်တိုက်လဲခွန်ကြီးတို့ဂျာမနီနိုင်ငံရောက်တုန်းကအီရတ်နိုင်ငံကိုအမေရိကန်ဝင်တိုက်ပြီးကစဂျာမနီရောက်တော့မေးကြည့်တယ်ဂျာမန်တွေကိုမေးကြည့်တယ်ဘာဖြစ်လို့ အီရန်ကိုအမေရိကန်တိုက်ထားတော့တခြားအမေရိကန်အကြောင်းပြတာတော့သူ့နီးနဲ့သူ့အကြောင်းပြမယ်ဂျာမန်လူမျိုးတွေဘုန်းကြီးမေးတိုင်းဖြေတဲ့မေးအဖြေကတော့ဘာလို့ဆိုရေနံလိုချင်လို့တဲ့အဲ့လိုပဲဖြေတယ်နော်အမေရိကန်ပိုင်နဲ့ရေနံတွင်းနေရှိတယ်လေအဲ့ဒီရေနံတွေကိုလက်ဝကြီးအုပ်ချင်လို့တိုက်ထားလို့သူတို့ကအဲ့တိုင်းကြီးပဲဖြေတယ်အကုန်လုံးနော် ဝိုင်းမယ်သူတို့ဒါဥလိုချင်းတာနော်ဘာပဲဖြစ်ဖြစ်လောကမှာလက်နဲ့ကင်ပြီးတော့ကာဝယ်တယ်ဆိုတာဘာကိုကာဝယ်နေတာတော့ကိုယ်အကျိုးစီးပွားကိုကာဝယ်တယ်ပြောတယ်ကိုယ်အကျိုးစီးပွားကိုကာဝယ်တယ်ကိုယ်အကျိုးစီးပွားကိုကာဝယ်တယ်ဆိုတဲ့လှပ်ပါတဲ့စကလုံးကိုသုံးပြီးတော့လောဘနဲ့နှဲ့ချခြင်းသာလင်းဖြစ်တယ်အဓိကက မရသေးတာကိုရခြင်းနဲ့ရပြီးရင်သိမ့်ပိုက်ထားခြင်းနဲ့အဲ့ဒါလောဘလို့ခေါ်တယ်ပေါ့နော်လောကလူတွေဟာလောဘဟုတ်မဟုတ်ကိုယ့်ကိုစဉ်းစားကြည့်ဖို့လောဘသည်တရားသလားမတရားဘူးလားဆိုတာကိုယ့်ကိုစဉ်းစားကြည့်ရမယ်လူတွေဟာပြောလို့ရှိကြတယ်မဟုတ်လားအချင်းနဲ့စစ်တယ်နော် မတရားတာမရှိဘူးလို့ပြောကြပြန်တယ်အဲ့တော့လောဘဆိုတာကိုလိုချင်ပြီဆိုလို့ရှိရင်ရအောင်လုပ်ကြပြန်ကာဝယ်ကြတယ်ကိုကျိုးစီဝါကာဝယ်ဖို့လက်နဲ့တည်းခံကြတယ်အဓိကလက်တယ်ကတော့လောဘပဲလောဘကြောင့်တဝန်တခါဆာယယုံမြမကအပူသိမ်းစီလာကြတဲ့လူလောကကြီးကိုချစ်ချစ်နော် လူလောကကြီးကိုချစ်ချစ်အိမ်တစ်လုံးကနှလုံးမြေတစ်ခွက်ကနှစ်ခွက်ကားတစ်စီးကနှစ်စီးစွာလို့တဖြည်းဖြည်းတိုးချဲ့လာတာသာရှိတယ်မရသေးတဲ့လူကလည်းရချင်တယ်ရပြီးသားလူကလည်းထပ်ရချင်တယ်လောဘဟာအဆုံးသတ်တယ်ဆိုတာမရှိဘူးဒါကြောင့်မို့လောဘကို ဥပမာပေးတဲ့အခါမှာ မီးနဲ့အလားသရံတူတယ်တဲ့မီးဆိုတာလောင်စာထဲ့ကျင်တော့ထဲ့လောင်မှာပဲမီးကအမလောင်နိုင်တော့ဘူးတော်တော့နောက်ထပ်မထဲ့ကြနဲ့တော့လို့ဘယ်တော့မှမငင်းဘူးထဲ့တဲ့ပြသူ့လောင်မှာပဲနောက်တစ်ခုကပင်လေကြီးနဲ့အလားသရံတူတယ်ပင်လေတဲ့လေမြစ်တီချောင်းတွေကရေတွေကစီးဝင်နေပင်လေကြီးကမငင်းဘူး မတတ်နိုင်တော့ဘူးငါစီမစည်းဝင်လာကြနဲ့တော့ငါမဆန့်တော့ဘူးလို့မပြောဘူးလာလာသည်များလက်ခံတာလောဘရဲ့သဘောဟာအဲ့တိုင်းပဲတဲ့နော်လာသည်များလက်ခံမယ်ဘီလီယံနာဘီလီယံနာကနေဘီလီယံနာထရီလီယံနာနော်အဲ့လိုလူတွေဟာလောဘဆိုတာအတောတက်သွားတာမရှိဘူး သူတို့ဆိုလို့တယ်ပေါ့လောဘအတော်မတတ်လို့ကိုယ်ပိုင်ဆိုင်မှုတွေကိုတိုးချက်ကာကွယ်ဖို့ရလက်နဲ့တွေတိုးချက်နဲ့လူလောကကြီးဖြစ်နေတာကိုကြည့်တရားမမြတာမှုတွေဟာကြည်ပွားတိုးတက်လာတယ်ဆိုအဲ့တော့မြတ်စွာဘုရားကဖြေလိုက်တာလောဘကြောင့်လို့ဒီလိုပဲဖြေလိုက်တယ်လောဘသည်တရားမြတ်တာမှုကင်းမဲ့တာတွေကိုမမြတ်တာမှုတွေကိုဖြစ်စေတယ်လို့ ဒီတလုံးနဲ့နဲ့ပဲဖြေထားတာတေချာချက်ကြည့်မယ်ဆိုရင် လောကမှာမတရားမှုတွေကလောဘကြောင့်ဖြစ်မတရားမှုဆိုတဲ့အထက်မှာထင်ရှားတာကိုကြည့်လိုက်မယ်ဆိုရင်ဥပရိယစံကျင်မဲ့လောရတ္တိလောဘကြောင့်နေစင်တဲ့အမြရာဇဝမှုတွေခိုးမှုတွေလူရဲမှုတွေတိုက်ခိုက်မှုတွေဆိုတာဒါလောဘကြောင့်ဖြစ်တာတွေကြည့်ပါဦးဒါကြောင့်မို့ဒီလောဘတစ်ခုဟာ လောကကြီးတစ်ခုလုံးကိုတရားမြတ်တမှုကင်းမဲ့နေအောင်သွေးဆောင်ဖြာရောင်းနေတဲ့ရှင်내ကတရားဆိုတစ်ခုပဲဖြစ်တယ်။နောက်တစ်ခုကဘာလို့ဆိုရင်ဒေါသမုန်တိမှုမုန်တိမှုအလိုမကျမှုဟာလည်းပဲတုံးနဲ့တူအစမပြေမှုတွေကိုဖြစ်ပေါ်စေတတ်တယ် အစင်မပြေမှုတွေဖြစ်စေတာဖြစ်လာတာနဲ့တပြိုင်နက်လူတွေဟာတယောက်တယောက်ဒုက္ခရောက်အောင်လုံလာကြတယ်ခဏိပြောနေကြတယ်ခြင်းထဲတယ်ဆိုတာအဲ့ဒါမုံတိမှုကြောင့်เนาะမုံတိမှုကြောင့်တယောက်တယောက်ဒုက္ခရောက်အောင်လုံလာတယ်အဲ့ဒီလိုဒေါသဟာလည်းပဲတရားမြတ်တော်မှုကင်းအောင်ဖြစ်စေတဲ့အကြောင်းတရားတွေမှာကြီးမားတဲ့အရာတစ်ခုဖြစ် အမုံတရားကိုအခြေခံပြီးတော့နော်ခုခေတ်ခဏနာပြောနာ hate speech ဆိုတာနော်ပဇက်ကဆဲလို့အာမရလို့လက်နဲ့ရေးပြီးတော့လက်နဲ့ရေးပြီးတော့ Facebook ထဲကဆဲသေးတယ်လေ hate speech ဆိုအဲ့တော့ပဇက်ကဆဲဦးနေမကဘူးလက်ကပါရေးပြီးတော့ဆဲတာမျိုးတွေဖြစ်လာတယ်ဒါဘာကြောင့်လို့ဆိုရင်ဒေါသကြောင့်ပဲ ဒုက္ခလူတွေတယောက်နဲ့တယောက်မတည့်ကြဘူးဒုက္ခပေးကြတယ်ဆိုတာဒေါသပဲဒီဒေါသသည်တရားမမြတ်တမှုတွေကိုဖြစ်ပေါ်စေတယ်နောက်တစ်ခုကဘာလို့ဆိုရင်မောဟမောဟဆိုတာလှုပ်တဲ့နာနဲ့မလှုပ်တဲ့နာပြောတဲ့နာနဲ့မပြောတဲ့နာတွေးတဲ့နာနဲ့မတွေးတဲ့နာကိုမရွေးချယ်တတ်တာနော် တမာအပြင်လူတွေကကိုယ့်ကိုသိတယ်လို့ထင်တယ်မသိမပြောသင့်တာပြောလိုက်ရင်ပြဿနာတက်သွားမလုံးသင့်တာလုံးလိုက်ရင်လုံးသင့်တယ်လို့ထင်ပြီးလုံးလိုက်ရင်ပြဿနာတက်သွားပြောသင့်တာကြတော့မပြောဘူးမပြောသင့်တာကြတော့ပြောတယ်မလုံးသင့်တာကြတော့လုံးတယ်လုံးသင့်တာကြတော့မလုံးဘူးဆိုတဲ့အခါရလက်တွေကကိုယ့်ကအားတွေဖြစ်လာတယ်ဘဝမှာအဆင်မပြေမှုတွေ ဖြစ်ပေါ်လာခြင်းဟာမောဟကြောင့်ဖြစ်ပေါ်လာလောဘဒေါသကြောင့်ဖြစ်တာထင်ရှားတော့လေမောဟကြောင့်ဖြစ်တာကိုလူတွေကသိမသိဘူးစီမံကိန်းတွေမှားတယ်စီဝါရေးလှုပ်တာစီဝါရေးလမ်းကြောင်းတွေမှားတယ်ဆင်းရဲကုန်တယ်ဆိုတာဒါမောဟကြောင့်စီမံအုပ်ချုပ်မှုတွေမှားရွံ့နေမောဟကြောင့်မလုံးတင်တာတွေလှုပ်တယ်မပြောတင်တာတွေပြောတယ်မောဟကြောင့် မောဟကလည်းပဲတရားမမြတ်တမှုတွေကိုဖြစ်ပေါ်စေတဲ့နေရာမှာအင်းအားကောင်းတဲ့အကြောင်းတစ်ခုပဲလို့မြတ်စွာဘုရားကသူ့တဲ့အရင်ကြတာမရှိတော့အခြေမြစ်ကိုဟောပြတာပဲဖြစ်တယ်နော်ခြေမြစ်နောက်တစ်ခုကတော့ဘာလို့ဆိုရင်အာယောနိတော်မနတိကာရလူတွေရဲ့နှလုံးသွင်းစင်ကြယ်မှုကမမှန်ကန်ကြဘူး အာယောနိသောမနတိကာရကိုအင်္ဂလိပ်လို unwise attention လို့ဖတ်တတ်ပြန်တယ်အသိဉာဏ်ကင်းမဲ့တဲ့နှလုံးသွင်းဆင်ခြင်မှုတွေးတောဆင်ခြင်မှုကနေပြီးဥတည်လာတာပဲဖြစ်တယ်စဉ်းစားတွေးခေါ်မှုတွေမှားယွင်းလာပြီဆိုလို့ရှိရင်မတရားမှုတွေဖြစ်လာတယ်ဒါကြောင့်မို့အာယောနိသောမနတိကာရဆိုတဲ့ စဉ်းစားတွေးခေါ်မှုတွေမှားယွင်းလာခြင်းဟန်လည်းပဲလောကမှာတရားမမြတ်တမှုတွေဖြစ်ပေါ်စေတယ်တရားမမြတ်တမှုတွေဖြစ်စေတယ်နောက်ဆုံးတစ်ခုမှမြတ်စွာဘုရားပါဟောတော်ဆုံးမိစ္ဆာပဏိဟိတစိတ်မှားယွင်းတဲ့စိတ်တွေသဘောတရား မာရွေးနဲ့စိတ်ထားမိစ္ဆာပဏိဒစိတ်မာရွေးနဲ့စိတ်တွေသဘောထားဒါဟာတရားမမြတ်တမှုတွေဖြစ်တယ်ဥပမာမေတရဝရီပေါ်မှာကိုယ့်ရဲ့လှုပ်ဖို့ကြိုင်ပက်တွေပေါ်မှာကောင်းစားပါစေသူစ조사တာတွေအပိမဲ့ဖြစ်ပါစေအစဉ်ပြေပါစေဆိုရက်မှန်ကန်တဲ့စိတ်တွေသဘောထားမထားပဲနဲ့ ငါရဲတာသွားမှလားနော်ငါအကျိုးစီးပွားတွေကိုပြတ်အောင်လုပ်မှလားဆိုတဲ့မမှန်မကန်တွေးခေါ်မှုဆိုရင်မှုတွေ ਨੇ လူတယောက်ချီးပွားတိုးတက်သွားရင်လည်းမချိန်နှံ့နိုင်မချိန်နိုင်မနာလိုမရှုစိတ်ဖြစ်တယ်အခွင့်အရေးရရင်လည်းကိုယ်သာရခြင်း ਨੇ သူများကိုရှယ်မပေးခြင်းမှုအဲ့ဒီစိတ်ဓာတ်တွေကမမှန်ကန်တဲ့စိတ်ဓာတ်လို့ခေါ်တယ် အေးအတူပူအမြကောင်းတူဆိုပဲဒီလိုမိတ်ဆွေစိတ်ဓာတ်မထားနိုင်တာဟာလည်းပဲမိစ္ဆာပဏိတာစိတ်ပဲစိတ်နေသဘောထားတွေမှားနေတယ်ကိုလူမျိုးကိုဘာသာ ကိုဘာသာစကားကိုယဉ်ကျေးမှုကိုထိမ့်သိမ်းရမယ်လို့သိတာမှန်ကန်တဲ့စိတ်ထားအဲ့လိုမှန်ကန်တဲ့စိတ်ထားမထားနိုင်လို့ရှိရင် မထတတ်ဘူးဆိုရင်ဒါစိတ်နေသဘောထားမှားတယ်လို့ပဲပြောမမှန်ကန်ကန်တွေးတောဆင်ញရမယ်အမှန်တရားကိုမြတ်လို့တဲ့စိတ်ရှိရမယ်အမှန်နဲ့အမှန်ကို ခွဲခြားသိရမယ်သိပြီးရင်အမှန်ဘက်ကိုစိတ်သဘောထားရှိရမယ်အဲ့ဒါလို့မရှိဘူးဆိုရင်မှားရင်းတဲ့စိတ်နေသဘောထားဖြစ်တယ်အဲ့ဒါလို့မှားရင်းတဲ့စိတ်နေသဘောထားတစ်ခုဟာလည်းပဲ မမြတ်မှုတွေတရားမဲ့တဲ့လုပ်ရတွေကိုဖြစ်ပေါ်စေတယ်လို့မြတ်စွာဘုရားကမဟာလိဒိသွေမင်းမေးတာကိုအခုလို့ဖြေးတာတော့မြတ်စွာဘုရားမေးတာတို့ဖြေးတာတို့ပိဋကစာပေမှာပါဠိလိုသာမှတ်တမ်းတင်ထားတာဖြစ်တယ်ပေါ့အဲ့တော့ပါဠိနဲ့တခုပြောပြရမယ်ဆိုရင် လောဘဟေတုလောဘပစ္စယောပပတကမ္မတကရိယာယမကောင်းတဲ့အလုပ်ကိုလုပ်ဖြစ်ဖို့အတွက်လောဘဟာအကြောင်းပဲလောဘဟာအထောက်ကူပဲလို့ဒီလိုဆိုလိုတယ်မြတ်စွာဘုရားအဲ့တော့လောဘတွေဒေါသတွေမောဟတွေအာယောနိသောမနတိကာရဆိုတဲ့မမှန်မကန်နှလုံးသွင်းမှုတွေ မိစ္ဆာပဏိဒစိတ်လို့ခေါ်တယ်စိတ်တဘောရာမမှန်ကန်မှုတွေဟာလူလောကမှာမတရားမှုတွေကိုဖြစ်စေတယ်ကောင်းတဲ့အလုပ်တွေနော်တရားမြတ်တော်မှုတွေအေတူပူမြမေတ္တာစိတ်သဘောတရားတွေဘာကြောင့်ဖြစ်ရသလဲလို့ဒီမေးခွန်းကိုတော့မြတ်စွာဘုရားက လောဘရဲ့ဆန့်ကျင်မဲ့အလောဘအလောဘဆိုတာကိုယ်သာသုံးမယ်ဆိုရင်စိတ်ဓာတ်မရှိဘူး generosity နော်ရေရောတယ်အလုံးနဲ့မြတ်တာနိုင်တယ်ဆိုရင်စိတ်တွေသဘောထားအဒေါသအလုံးပေါ်မှာအကျိုးစီးပွားလိုလားတယ်ဆိုရင်မေတ္တာသဘောတရားအမောဟဘယ်အလုပ်ပဲလုပ်လို့ဘယ်စကားပဲပြောပြော ဘယ်လိုပဲတွေးတွေးစင်ကြယ်တရားနဲ့လှုပ်တင်တာနဲ့မလှုပ်တင်တာခွဲခြားသိမြင်ပြီးတော့တတိသံစင်ဆိုတဲ့အသိဉာဏ်နဲ့ရှင်ပြီးတော့လှုပ်တယ်ယောနိသောမနတိကာရ wise attention မမှန်ကန်ကန်တွေးတတ်တယ်မမှန်ကန်ကန်စဉ်းစားတတ်တယ်ဆိုရင်ယောနိသောမနတိကာရတမ္မာပဏိတစိတ်တ အလုံးပေါ်မှာမှန်ကန်တဲ့စိတ်တွေသဘောတာအဲ့ဒီအလောဘအရောဒအမောဟအလောဘဆိုရဲရေရောမှုအရောဒဆိုရဲမေတ္တာအမောဟဆိုရဲပညာယောနိသောမရတိကာရဆိုရဲမှန်ကန်တဲ့အတွေ့အခေါ်တမ္မပဏိဒစိတ်ဆိုရဲမှန်ကန်တဲ့စိတ်တွေသဘောတာတဲ့ အဲ့ဓာတ်ရှိပြီဆိုရင်လောကမှာတရားမြတ်တာမှုတွေဖြစ်လာနိုင်ပါတယ်အဲ့တော့မြတ်စွာဘုရားကဏိခုံးချုပ်အနေနဲ့ဘာပြောလိုက်လဲဆိုရင်နှစ်ခုပေါင်းလိုက်တဲ့အခါမှာအကောင်းနဲ့အဆိုးအဆိုးဘက်ကငါးမျိုးအကောင်းဘက်ကငါးမျိုးအဆိုးငါးမျိုးကလောဘဒေါသမောဟ အာယောနိသောမနတိကာရမိစ္ဆာပဏိဟိတစိတ်အကောင်းဘက်ကအာလောဘအာရောဒအာမောဟယောနိသောမနတိကာရတမ္မာပဏိဟိတစိတ်လို့အဲ့ဒီလိုအကောင်းဆုံး2မျိုးခွဲလိုက်ပြီးစုစုပေါင်းလိုက်တဲ့အခါမှာတရား10မျိုးလို့ဆိုလိုတယ်ပေါ့အဲ့ဒီတရား10မျိုးရှိနေခြင်းကြောင့်လောကမှာ တရားမြတ်တမှုဆိုတာလည်းဖြစ်တယ်မတရားမှုဆိုတာတွေလည်းဖြစ်နေတယ်ဒီ10မျိုးရှိနေသည့်အတွက်ကြောင့်အထက်ကလောကကြီးဟာအခုလိုမတူခြားနာ क्वे ပြားနေတာဖြစ်တယ်လို့မဟာလိဒိသမီမင်းရဲ့မိကုံးကိုမြတ်စွာဘုရားက အခုလိုဖြေဆိုခဲ့တာဖြစ်ပါတယ်